မင်္ဂလာပါရှင်။ Kumilan News ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့နေရက်ဆွန်ခွာထွက်ပြေးတင်းရှောင်နေတဲ့တမိုးမျိုးကန်တွေနှစ်လအတွင်းပြန်လာပါကနိုင်ငံသားဖြစ်ကနေရက်ဆဲမယ်လို့ပြူစောထီတွေကချိန်ချောက်တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။စကိုင်းတိုင်းကတမိုးမျိုးကန်တွေနေရက်ဆွန်ခွာထွက်ပြေးတင်းရှောင်ရကနေ နှစ်လအတွင်းပြန်လာဖို့နဲ့ပြန်မလာရင်နိုင်ငံသားအဖြစ်ကရက်စဲမယ်လို့စစ်ကော်မရှင်လက်အောက်ခံပြူစောထီတွေကချိန်ချောက်ထားတယ်လို့ဒေတာခန်တွေကခူမီလန်ညူးစ်ကိုပြောပါရယ်။တမူးမျိုးမှ၁၄ချောင်းနှစ်ကြီးရက်ကွာမှာပြီးခဲ့တဲ့နိုဝင်ဘာ၁၆ရက်နေ့ကစစ်ကော်မရှင်လက်အောက်ခံပြူစောထီကောင်းဆောင်ဦးသိန်းနိုင်ကမြို့ကန်တွေကိုအစည်းအဝေးခေါ်ယူပြီးတော့အခုလိုချိန်ချောက်ပြောဆိုထားတာလို့ဆိုပါရယ်။နေရက်ဆုံးခွာသူတွေကိုယ်ရင်ကိုယ်နေရာမှာအတီတကျနေထိုင်ကြဖို့နဲ့သူတို့အနေနဲ့လည်းဒေတာခန်တွေကိုဒုက္ခပေးတာမျိုးလုပ်မှာမဟုတ်ပဲ။ နှစ်ကုန်ဇန်နဝါရီလအတွင်းမှာကိုယ့်အိမ်ကိုပြန်မနေရင်နိုင်ငံသားအဖြစ်သတ်မှတ်မှာမဟုတ်ဘူးလို့ချိန်ချောက်ထားတယ်လို့တမူးဒေတာခန်တယောက်ကပြောပါရယ်ပြည်သူတွေအနေနဲ့မြန်မာအိမ်ကြီးကနေဆက်သွားလာခွင့်ရှိပေမဲ့ဖုန်းယူဆောင်ခွင့်၊ကင်ဆောင်ခွင့်တွေကိုကန့်သတ်ထားပြီးတော့စစ်စေးရေးဂိတ်တွေမှာစစ်စေးရင်ဖုန်းတွေ့ရင်သူတို့အနေနဲ့လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့သတိပေးထားတယ်လို့လည်းနောက်ထပ်တမူးမျိုးခန်တယောက်ကထပ်ပြောပါရယ်တမူးမျိုးခန်တွေဟာဒေတာရင်းတိုက်ပွဲတွေကြောင့်နေရက်ဆွန့်ခွာထွက်ပြေးနေကြရသလို့ စစ်ကော်မရှင်နဲ့ပြူစောထီတွေရဲ့ပြည်သူတွေဘောငွေညှစ်ဖမ်းဆီးတာတွေစစ်မှုထမ်းဥပဒေတွေကြောင့်နေရက်စွန့်ခွာထွက်ပြေးတင်းရှောင်နေကြရတာပါထွက်ပြေးတင်းရှောင်နေကြတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုစစ်ကော်မရှင်နဲ့ပြူစောထီတွေကဖျောက်ချပြီးရောင်းချတာကရုတ်ချင်းနယ်ဘန်းကတိစောက်တဲ့နေရာတွေမှာအုံပြုတ်နေတယ်လို့လည်းသိရပါတယ်